โอเคမတွေ့ရတဲ့နဲ့ကြပြီကျွန်တော်လည်းဗီဒီယိုလေးတိတ်မလုပ်ဖြစ်ဘူးကနော်ညာလုပ်လေးနေနေနဲ့ရှုပ်နေလို့ပြီးတော့ကျွန်တော်ကို comment မှာမေးထားတဲ့မေးခွန်းတွေကိုလည်းကျွန်တော်ဒီလိုမျိုးဗီဒီယိုနဲ့မဖြေပေးတာလည်းကြာပြီဆိုတော့ဒီနေ့မှာကျွန်တော်ကိုမေးထားတဲ့မေးခွန်းလေးတွေကိုကျွန်တော်ဖြေပေးမယ်ဗီဒီယို editing နဲ့ပတ်သက်တဲ့မေးခွန်းတွေကိုတော့ကျွန်တော်ရင်ရှေ့ဗီဒီယိုတွေမှာလည်းကျွန်တော်ဖြေခဲ့ပြီးသားဆိုတော့ဒီတစ်ခေါက်ဗီဒီယိုမှာတော့ကျွန်တော် YouTube နဲ့ပတ်သက်ပြီးတော့မေးထားတဲ့လေးတွေကိုကျွန်တော်ဖြေပေးပြီပေါ့နော် YouTube နဲ့ပတ်သက်တဲ့မြတ်မေးဖြေဘာညာပေါ့မေးထားတဲ့မေးခွန်းလေးရဲ့ screenshot ကိုတော့ကျွန်တော်မထည့်ပေးတော့ဘူးကျွန်တော်ဗီဒီယိုတွေမှာပြန် share screenshot ပြန်ရိုက် ပြန်ထည့်ပေါ့နည်းနည်းလှုပ်ရှုပ်လို့ကျွန်တော်ဒီအောက်လေးမှာမေးထားတဲ့မေးခွန်းလေးတွေကိုပဲစာထိုးပေးလိုက်မယ်။ Okay ပါ။မေးခွန်းလေးတွေကိုမဖြေပေးခင်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ခဲ့ပေးပါအောင်။ကျေးဇူးတင်ပါတယ်။အဲ့ဆိုကျွန်တော်တို့ video လေးစပါမယ်။ပထမဆုံးမေးခွန်းကတော့ YouTube ကနေပတ်စံရှာဖို့ channel ထောင်းမယ်ဆိုရင် channel ဖွင့်ဖို့ gmail ကိုမြန်မာပြည်ကနေဖွင့်လို့ရတာအဲဒါကလည်းဘယ်သူကစလို့လဲတော့မသိဘူးကျွန်တော်တို့ channel ထောင်ဖို့ဆိုရင် gmail ကိုနိုင်ငံခြားဖွင့်မှရတယ်လို့အဲအပြည်ပါဖွင့်ထားတဲ့ gmail မှာ channel ထောင်လို့ရတယ်လို့ပါလို့အဲ့လိုတော့မရှိဘူးရတယ်ကျွန်တော်တို့မြန်မာပြည်မှာနေဖွင့်နေရတယ်ကျွန်တော်ဘယ်ကနေဖွင့်မရ gmail account တခုရှိရင်တော့ရတယ်ဒီ channel ထောင်တာအဲပြီးတော့ channel ထောင်လို့လည်းရတယ် အဲကိုယ့်ရဲ့ channel ကသူ့ရဲ့လိုအပ်ချက်တွေပြည့်ပြီရယ်ဆိုရယ်လေကျွန်တော်တို့ပတ်စံရဖို့ monitor တင်းရှောက်လို့ရတယ်ကျွန်တော်တို့မြန်မာပြည်မှာဖွင့်တဲ့ Gmail နဲ့ပဲအကုန်လုပ်လို့ရတယ်ကျွန်တော်အခုဒီ channel ရဲ့ Gmail ဆိုရင်လည်းကျွန်တော်ဒီနောက်က computer နဲ့ပဲကျွန်တော်ဒီမှာပဲကျွန်တော်ဖွင့်ထားတာကိုယ့်ကိုပဲကျွန်တော်ဖွင့်ထားတာကျွန်တော်မြန်မာပြည်ရဖုန်းနံပါတ်နဲ့ပဲကျွန်တော်မြန်မာပြည်ရ internet line မြန်မာပြည်ရ computer မြန်မာပြည်ရလူပေါ့နော်ကျွန်တော်အကုန်လုံးဒီကျွန်တော်တို့မြန်မာပြည်ရနေပဲကျွန်တော်ဖွင့်ထားတာအဲ့တော့အဆင်ပြေပါလေ Gmail ရဘေးရဖွင့်ပေးအဆင်ပြေပါလေကိုယ့်ရဲ့ channel ကိုဘယ်အချိန်ကနေစတင်ပြီးဘယ်လောက်ကြာမှ monitor ရခဲ့တာလဲဆိုတာနေ့ ဖြီးပေးလို့ရရင်ဖြီးပေးပါ bro တဲ့အကိုခေါ်လိုက် bro ခေါ်လိုက်ညပဲခေါ်ညို့ခေါ်ကျွန်တော်ရဲ့ channel ကျွန်တော်ကျွန်တော်ရဲ့အခုဒီ channel ကိုကျွန်တော်စထောင်တာကတော့ကျွန်တော်လွန်ခဲ့တဲ့နှစ်2020လောက်ထဲကကျွန်တော်ဒီ channel ကိုကျွန်တော်စဖွင့်တာအဲ့ဒီတော့ကျွန်တော်ရိုက်ထားတဲ့ဒီ commercial video တွေကျွန်တော်ရိုက်ထားတဲ့ film တွေဒါတွေကိုတင်ဖို့အတွက်ဆိုပဲကျွန်တော် YouTube ကိုဖွင့်နေတာပေါ့နော် YouTube ကပတ်စံရှာဖို့ remote video လုပ်ဖို့ဆိုပြီးတော့ကျွန်တော်စိတ်ကူးမရှိဘူး2020ဒီ February လောက်ကကျွန်တော်ဖွင့်နေတာပေါ့နော် အဲ့အဲ့တုန်းကတော့ကျွန်တော်မှာ subscriber က90 80လောက်ပဲရှိမှထင်တယ်ကျွန်တော်လည်းဒီအားကြီးပြင်မယ် share ပဲကျွန်တော်ပဲလည်းကျွန်တော်ဒီတိုင်းပဲ video မှာတင်ရင်တော့ကိုတင်လာဆိုတဲ့ပုံစံမျိုးနဲ့ပဲကျွန်တော်တင်ထားတာပါဗျာအဲ2020 2020 2021ထိလဲကျွန်တော်ဘာမှမလုပ်ဖြစ်သေးဘူးဒီတိုင်းပဲကျွန်တော် Facebook မှာပဲကျွန်တော် video တင်နေကိုအဲဒီရနဲ့ရှာပြီးတော့ပတ်စံရှာဖို့ဒီရမရှိသေးဘူးကျွန်တော် YouTube channel ကတော့ရှိတယ်ဒါမဲ့ကျွန်တော်2021 6လပိုင်းလောက်ပါမှာပေါ့နော် မနှစ်က6လပိုင်းလောက်ပေါ့နော်ဂျွန်လအဲမိုးတွင်လောက်မှာကျွန်တော်ကျွန်တော်မျိုးကျူလိုရဲ့ဗီဒီယိုလေးကျွန်တော်စလို့ဖြစ်တယ်မနီတိုက်ရတာတော့6လခုနနောက်6လပိုင်းအကုန်တော့မှာကျွန်တော်မနီတိုက်စပြီးတော့ရှောက်လို့ရတယ်သူရဲ့လိုအပ်ချက်ဖြစ်တဲ့နိုင်4000နဲ့ subscriber တထောင်ပြည့်သွားတယ်ပေါ့နော်အဲအဲ့ဒီမှာကျွန်တော်ကနိုင်4000ကကျွန်တော်နောက်မှပြည့်တာ subscriber အရင်ပြည့်တာကျွန်တော်နိုင်4000ပြည့်တဲ့အချိန်မှာ subscriber 3000လောက်ဖြစ်နေပြီကျွန်တော်က subscriber တွေများပြီးတော့နိုင်ရက်နည်းနေရဖြစ်တဲ့အတွက်ကျွန်တော်နိုင်ကိုစောင့်နေရတာပေါ့နော်4000ပြည့်အောင်ပေါ့ ်အဲ9လပိုင်းအကုန်ကန်ဒီလောက်မှာကျွန်တော်ကျွန်တော်တရားလုံးမှတ်မိတော့9လပိုင်းအကုန်ကန်ဒီလောက်မှာကျွန်တော်လိုအပ်ချက်ပြည့်သွားတဲ့အတွက်ကျွန်တော်ဒီ monetization စလျှောက်တယ်ဘလောက်ကြာလဲဆိုတော့ဒီလိုမျိုးညနေပဲလျှောက်လိုက်တဲ့အခါမှာကျွန်တော်မနက်မိုးလေးတော့ကျွန်တော် channel က accrue ဖြစ်ပြီးတော့ monetize ရပါတယ်ကျွန်တော်မှ24နာရီတော့မကြာဘူးเนาะကျွန်တော်ဒီ monetize ရပါတယ်သူရဲ့လိုအပ်ချက်တွေပြည့်မီဖို့တော့ကိုတော့ကျွန်တော်3လလောက်ဗီဒီယိုလေးစလိုက်တင်ခဲ့ရပါတယ်။အဲ့တော့ကျွန်တော်6လပိုင်းမှာ monetize အောင်ပါရတဲ့အတွက်ကျွန်တော်7လပိုင်းမနစ်ကကျွန်တော်7လပိုင်းနေစပြီးတော့ ျွန်တော် YouTube ကနေပတ်စံစားရခဲ့ပါတယ်ကျွန်တော် YouTube ဗီဒီယိုတွေကတချင်းတွေ copyright ထိထားပါလေတဲ့ဘယ်လိုလုပ်ရမလဲတဲ့ Okay တချင်းတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော် copyright ထိထားတဲ့ဟာတွေဘယ်လိုမျိုးပြန်လုပ်ရမလဲဆိုတာကိုကျွန်တော်ဗီဒီယိုလေးလုပ်ထားတာရှိတယ်အဲ့ဒါကိုကျွန်တော်ဒီပုံမှာ link တွဲပေးလိုက်မယ်အဲ့ဒါလေးနှိပ်ပြီးတော့တွေ့ကြည့်လိုက်ပါ YouTube ဗီဒီယိုတစ်ခုမှာအရေးကြီးဆုံးကဘာလဲကိုတဲ့အဲ့ဒါကိုကျွန်တော်မဖြေပေးသေးဘူးအခုကြည့်နေတဲ့လူတွေကရော YouTube ဗီဒီယိုတစ်ခုမှာအရေးကြီးဆုံးကဘာလို့ထင်လဲကိုထင်တဲ့ဟာကိုကျွန်တော်ဒီဗီဒီယိုရဲ့ comment မှာရေးခဲ့ပေးပါ ဒါကိုကျွန်တော်နောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်ပြောပြပေးမယ်။ဗီဒီယိုတွေက copyright လုံးဝမမိပဲ monetization ရှောက်တဲ့အခါမှာ reuse content ဆိုပြီးတော့ပြန်ကြလာတယ်တဲ့ဘယ်လိုလုပ်ရမလဲတဲ့။ကိုယ့်ရဲ့ဗီဒီယိုတွေက copyright မမိပေမဲ့လည်းကိုကသူများဗီဒီယိုတွေယူတင်ထားတယ်၊တခြင်းတွေယူတင်ထားတယ်။ပြီးတော့အရန်ထက်နေတဲ့ဟာတွေလုတ်ထားတယ်ဆိုရင် monetization ရှောက်တဲ့အခါ तू က reuse ဆိုပြီးတော့ပြန်ကြတယ်။အဲ့တော့ဘယ်လိုလုပ်ရမလဲဆိုတော့ reuse ထိနိုင်မဲ့ဗီဒီယိုတွေပြန်ဖြတ်ပြီးတော့ကိုယ့်ရဲ့ဗီဒီယိုတွေနဲ့ပဲပြန်တင်ပြီးတော့မှပြန်လျှောက်အဲ့လိုပဲလုပ်ရပါမယ်။ copyright လွတ်တဲ့အရင်တုန်းကတချင်းတွေရှာပြီးပြန်တင်ရင်ရော monetize ရနိုင်သလားတဲ့ခုနကပြောသလိုပဲ copyright လွတ်တယ်ဆိုပေမဲ့ကျွန်တော်တို့ကသူများတွေယူသုံးနာတာဖြစ်တဲ့ပြီးတော့တခြားလူတွေလည်းဒါတွေယူသုံးနာတာဖြစ်တဲ့အတွက် reuse ဆိုပြီးတော့ပြန်ကြနိုင်ပါတယ်သူများတွေယူတင်မယ်တချင်းတွေယူတင်မယ်ဆိုရင်တော့မအောင်ဘူးကတော့ပိုပြီးတော့များပါတယ်အကန်ပဲပေါ့ဗျာတချို့ဆိုရင်လည်းကန်ကောင်းပြီးလွတ်သွားတာတွေရှိရင်လည်းရှိမှာပေါ့ဒါပေမဲ့ကိုကဒါယူတင်ထားပြီးတော့အချိန်တွေအများကြီးပေးထားပြီးတော့ဒါတွေတင်ထားတယ် ပြီးတော့တကယ်လည်းရှောက်တဲ့အခါမှာ review ဆိုပြီးပြန်ကြလာတဲ့အခါကျရင်ကိုတင်ခဲ့တဲ့အချိန်လေးကိုလုတ်ခဲ့တဲ့ຢာတွေကကျွန်တော်နှမျိုးဖို့ကောင်းပါတယ်။အဲ့တော့ကျွန်တော်တို့စားလုပ်ထေးရကိုပိုင်ဖန်တီးမှုတွေပဲလုပ်ပါ။အဲ့တော့ကျွန်တော်ကဒါဒီမလုတ်ခင်တေချာလေးကိုအကုန်လုံးလေးလာပါ။ YouTube ကနေငွေရဖို့ရှောက်တဲ့အခါဘယ်နည်းတော့စောင့်ရလဲတဲ့။အဲကြာချင်းကတော့ကိုယ့်ရဲ့ channel ပေါ်နဲ့မူတည်တယ်ပြီးတော့တို့ရဲ့ဒီပိတ်ရက်တွေဘိုင်းနဲ့လည်းတက်ဆိုင်နေပါဗျာ။ပုံမှန်အပြင်တော့ကျွန်တော်တို့က၁ရက်ကနေ9ရက်အတွင်းစောင့်ရပါတယ်။ဥမာပြောမယ်ဆိုရင်ကျွန်တော်တို့လိုမှရုပ်ပြထားတယ်ကိုယ့်ရဲ့ဒီရုံးနဲ့ပဲကိုယ့်ရဲ့အတန်းနဲ့ပဲ ဖန်တီးထားတဲ့ဗီဒီယိုတွေတင်တဲ့ channel ဆိုရင်တัว24နာရီအတွင်းတัวရထားတဲ့ကျွန်တော် channel ကတော့ဒီညနေလျှောက်နောက်နေ့မနက် monetize ရပါပါလေ Oh my god YouTube ကရတဲ့ငွေကိုဘယ်လိုထုတ်ရမလဲဒီမေးခွန်းကတော်တော်များများမေးကြတဲ့မေးခွန်းပါဒီမှာတော့မေးခွန်းတွေအများကြီးကိုစုပြီးတော့ကျွန်တော်ဖြေပေးတာဖြစ်တဲ့အတွက်အတူတူလေးပဲကျွန်တော်ရှင်းပြနိုင်မယ် YouTube ကနေငွေထုတ်တာကမြန်မာပြည်ကပို့ပြီးတော့လွယ်ပါသေးတယ်။ Yes မြန်မာမြန်မာပြည်မှာလာလူဖြစ်ရတာတိတ်ကန်ကောင်းတယ် baby တခြားနိုင်ငံလူတွေကပါဗျာကိုယ့်ကိုရှောက်ရသေးတယ်ပြီးတော့ကိုယ့်ရဲ့ဘဏ်အကောင့်တွေထည့်ချိန်ပြီးတော့မှပြန်ထုတ်သူများနိုင်ငံကတော့ပေါ်ကအလုရှုပ်တည်တယ်ဟာရမင်းအဲ့လိုမပြောနဲ့လေကွာကျွန်တော်တို့ဒီမှာကျွန်တော်တို့မှာစားပိတွေရှိတယ်နိုင်ငံခြားမှာနေတဲ့လူတွေကစားပိတွေလုပ်ပေးတာရှိတယ်ဗောနော်သူတို့နဲ့ဆက်သွယ်ပြီးတော့ကျွန်တော်တို့ရဲ့ channel ကိုအလိုက်ရင်သူတို့ကရှောက်ပေးတယ်ဒါကြောင့်ပတ်စံထုတ်တာဗာညာဆိုရင်သူတို့ကသူတို့အကောင့်တွေခြေပြီးတော့လုပ်ပေးတယ်ဗောနော်အဲ့ဒါကကျွန်တော်တို့ကိုယ့်ရဲ့ channel ကတတ်မှတ်ချက်ပြင်ပြီးပါပြီရှောက်တဲ့အခါကျရင်ကိုယ့်ရဲ့ ကိုယူမဲ့စားပစ်တမားရှိမှာသွားပြီးတော့ဒါကိုအသေးစိတ်ဆွေးနွေးလိုက်ပါနော်ကိုကအဲ့လောက်ကြီးတိုက်ပြီးတော့ခေါင်းနဲ့ထည့်ကြမလို့ဘယ်လိုမျိုးရှောက်အောင်မလဲတို့အဲကျွန်တော်ဒီ absent ရှောက်နီးတွေဘိုင်းညာတိုက်ပြီးတော့ဟိုလေးလာထားနေတော့ရတယ်ဗျာဒါလေးက YouTube မှာရှိပြီးသားတယ်သူများရေရှောက်ပြထားတာလည်းရှိတယ်ကျွန်တော်ပြောချင်တာကတော့ဒါကိုရန်ကြီးစိတ်ပူစရာမလိုဘူးလို့ပြောချင်တာအဓိကကိုယ့်ရဲ့ channel ကသူ့ရဲ့ YouTube စီးမင်းစီးကိုင်းနဲ့ကိုက်ညီမဲ့ YouTube ရဲ့ partner program မှာအခွင့်ပြုတဲ့ channel မျိုးစားဖြစ်တဲ့ဆိုရင်ဒါလေးကကျွန်တော်စားပစ်မှာအပ်ပြီးတော့နောက်ရှေ့ဆက်လုပ်လိုက်လို့ရတယ်ဒါကိစ္စမဖြစ်ကျွန်တော်ကိုယ်တိုင်လည်းကျွန်တော်ရဲ့ဒီ channel ကို ကျွန်တော်ထိုင်ဝမ်မှာရှိတဲ့ကိုတယောက်ရှိမှကျွန်တော်စားပြတ်ထားတာရှောက်တာလည်းသူပဲရှောက်ပေးတာပါเนาะကျွန်တော်ရဲ့ channel monetize ရအောင်ပြီးတော့ပတ်စံထုတ်လဲဆိုရင်ကျွန်တော်သူသူ့ကိုမေးလိုက်တယ်ဘယ်နေ့မှထုတ်လို့ရအောင်လဲဒါသူတွေသူရှင်းပြတယ်ပါเนาะသူပြောတဲ့အတိုင်းလာလုပ်ပြီးတော့ကျွန်တော်တို့ဒီလာကုန်ကန်ဒီကျွန်တော်တို့ဒီ22ရက်နေ့လောက်ဆိုရင်ကျွန်တော်တို့ဒီ exam ကနေပြီးတော့ bank account တွေလွှဲပေးတယ်အဲ့ရနေပါတစင်သူကကျွန်တော်ရဲ့ဒီ account တွေပြန်လွှဲပေးတယ်ပါเนาะဒီ Facebook group တွေမှာလည်းဒါနဲ့ပတ်သက်ပြီးတော့စာပေပေးနေလူတွေရှိတယ်သူတို့နဲ့ဆက်သွယ်ပြီးတော့လုပ်လဲလို့ရတယ် ွန်ပျူတာကိုပဲ screen record ယူပြီးကွန်ပျူတာနဲ့ပတ်သက်တာတွေတင်မယ်ဆိုရင် view များလာတာဘလို့တဲ့ကျွန်တော်အထင်ပြောရရင်တော့ဒီ tutorial ရဲ့ video တွေက view များများလာဖို့ပေါ့နော် tutorial ရဲ့ video မှာဆိုရင်တော့မှကျွန်တော်ကွန်ပျူတာလောက်ပြတဲ့ tutorial ရှိတယ်ဖုန်းနဲ့လောက်ပြတဲ့ tutorial ရှိတယ်အဲ့ဒီမှာဆိုရင်ကျွန်တော်ဖုန်းနဲ့လုပ်ပြတဲ့ tutorial တွေက view ပိုများတယ် tutorial ရဲ့ channel တွေနီးပညာ channel တွေက audience လိုအပ်မှဝင်ကြည့်ကြတာများတယ်ပုံမှန်ကြည့်နေတဲ့ audience ဆိုတာရှားတယ်ဟာတာ video တွေတော့တချင်းတွေဘာညာကြီးကတော့ကျွန်တော်ပုံမှန်ဝင်ကြည့်နေတဲ့ audience ရှိတယ် ွာဒီကျူရီရဲ့လုတ်ချင်တယ်ဆိုဘာလို့ရမလဲဆိုတော့မချစ်သူမသိအောင်ပတ်စောဝင်ကြည့်နေတို့ချစ်သူရဲ့ဖုန်းကိုခိုးကြည့်နေတို့ဒါဆိုရင်တော့ view map လောက်တယ်ကျွန်တော်တွေ့ပြီးလောက်ကတော့နော်အဲ့ဒီ caption နဲ့တင်ထားတဲ့ video ဆိုရင် view ကဆောင်ရမ်းများတယ်ဘာလို့လဲတော့မသိ Okay နောက်တစ်ခု YouTube short အကြောင်းလေးပြောပြပေးပါဦးနဲ့ short ကတော့တိတ်ပြီးတော့အများကြီးပြောစရာမရှိဘူး YouTube short ကတော့ကျွန်တော်မြန်မာပြည်မှာတိတ်ပြီးတော့မသုံးကြသေးဘူးကျွန်တော်လည်း YouTube short မှာ video တွေရောတင်တယ်ကျွန်တော် tutorial အတိုလေးတင်ပေးတယ်ပေါ့နော် အားလေးကြည့်ရင်လည်းဆိုလဲကျွန်တော်ရဲ့ YouTube Short မှာတော့ကြည့်လို့ရတယ် YouTube လောက်ဖို့ဖုန်းတစ်လုံးနဲ့အဆင်ပြေလားပြေပါတယ်အခုလည်းဖုန်းတစ်လုံးနဲ့လုံနေလူတွေလည်းအများကြီးရှိပါတယ်တို့လည်းပတ်စံရရလို့ပြောပါတယ် Okay ဗီဒီယိုလည်းနည်းနည်းရှင်းပါပြီဆိုတော့ကျွန်တော်ဒီတော့နဲ့ပဲရက်လိုက်တော့မယ်နောက်ထပ်တည်ကျင်းတဲ့ကြောင်းအများရှိရဆိုရင်လည်းကျွန်တော်ဒီဗီဒီယိုရဲ့ comment အောင်မှာမေးခဲ့လို့ရပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ်တတပါ